မင်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့တရုတ်ကြားဖြန့်ဆိုင်လုံခြုံရေးစောင့်ချက်တဲ့ DKPA နဲ့စစ်တပ်က TNL ကိုစတင်ဖြစ်ခဲ့လို့ TNL ကကြားဖြန့်ဆိုင်စီနေ DKPA တပ်သားတွေနဲ့လက်နက်တွေဖမ်းဆီးထိန်းသိမ်းနေဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ကရင်ပြည်နယ်မြောက်ပိုင်းမြို့တောင်ပံမင်းလက်ပံကြီးပါကတရုတ်ကြားဖြန့်ဆိုင်ကိုလုံခြုံရေးစောင့်ချက်နေတဲ့ DKPA နဲ့စစ်တပ်က KNL ကိုစတင်ပစ်ခတ်ခဲ့တဲ့အတွက် KNL ပူးပေါင်းတပ်ကအစိုးရကြားဖြန့်ဆိုင်ကိုစီးနှင်းပြီး DKPA တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ကရင်တရင်ရင်းမြစ်တွေကပြောပါတယ်။ မင်းလက်ပံကြေးရွာကတရုတ်ကြားဖြန့်ဆိုက်ကိုစောင့်ချက်နေတဲ့ဘူသခွားသည့်ဦးစီးတဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKPA ဟာစစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီးကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ကိုစတင်ပစ်ခတ်ခဲ့တာလို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။နိုဝင်ဘာ22ရက်မှာ KNL ပူးပေါင်းတပ်ကိုတနက်နေ့စတင်ပစ်ခတ်ခဲ့တဲ့အတွက်ဒေါ်လန်ရေးပူးပေါင်းတပ်ကအစိုးရကြားဖြန့်ဆိုက်ကိုဝန်ရောက်စီးနေပြီး DKPA တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါတယ်။ အဲ့ဒီနေ့ကစပြီးမြလက်ပံကြီးပါဘက်ကိုစစ်ကြောင်းထတ်ထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ KNL တပ်မဟာ6ဦးဆောင်တဲ့ဒေါ်လန်ရီပူပေါင်းတပ်တို့မြလက်ပံရွာမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။စစ်ကောင်စီတပ်နဲ့ KNL တပ်မဟာ6ပူပေါင်းတပ်တို့အကြားတိုက်ပွဲအပြင်းထန်နေစဉ်မြလက်ပံရွာတရုတ်ကြားဖြန့်ဆိုင်ကိုစောင့်ကြပ်ပြီးနေတဲ့ DGPA ဘူသခွာတီဦးစီးတဲ့တပ်ဖွဲ့တွေက KNL တပ်မဟာ6ပူပေါင်းတပ်ကိုစတင်ပစ်ခတ်ခဲ့ရာဒေါ်လန်ရီပူပေါင်းတပ်တို့ကပြန်လည်ပစ်ခတ်ခဲ့ပြီးနှစ်ဖက်ပစ်ခတ်မှုခဏတာဖြစ်ပွားခဲ့တယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါရယ်။ ဒီလိုဖြစ်ခတ်မှုဖြစ်ခဲ့ပြီးတဲ့နောက် KNL တပ်မဟာ6က DKPA ထိန်းချုပ်ထားတဲ့မင်းလက်ပံရွာကတရုတ်ကြဖြန့် site ကိုဝန်ရောက်စီးနှင်ခဲ့ရာ DKPA တပ်ဖွဲ့ဝင်20ခန်းနဲ့လက်နက်ခရမ်းတွေကိုဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။သူတို့ DKPA က KNL ကိုပြစ်တာအဲ့ဒါနဲ့ဘူဒါဘောကလက်နက်ချခိုင်းပြီးထိန်းလိုက်တာပြစ်တဲ့အဖွဲ့တော့ဖမ်းခေါ်သွားတာပေါ့။ကျန်တာကတော့သူတို့အဲ့ဒီလိုပဲလက်နက်ချပြီးထိန်းသိမ်းလိုက်တယ်။အမိန်ပေးတဲ့ခေါင်းဆောင်ဘူသခွားတီထွက်ပြေးသွားတယ်။ချိုင်းလာမြောက်ရီဖလာတော့မသိ သူတို့ကောင်းဆောင်တွေညှိပေးလိုက်မယ်လို့ပြောတယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။အခြားစစ်ရေးသတင်းရင်းမြစ်ကလည်း DGPA ကအကြဖြန့်ယုံတာဝန်ခံကစစ်တပ်နဲ့လဝါချင်းရိုက်ပြီး KNL ကိုသွားပစ်တာပုံဖြစ်တော့ပြန်လေပြစ်ခတ်ကြတာပုံသက်ခွားသည်ကအရင်ဖောက်တယ်။စကစားနဲ့နှစ်ဖက်ညှက်ပစ်တယ်လို့ဖြစ်တာပုံ KNL ကစိတ်ဆိုးပြီးတော့ဖွင့်စည်းလိုက်တာပုံပြီးတော့ပြီးသွားတာပေါ့လို့ပြောပါတယ်။ KNL ဖန်စီထိမ့်သိမ်းထားတဲ့ DGPA တပ်ဖွဲ့ဝင်တွေပြည်လဲလို့မြောက်ရင်းနဲ့လက်နက်ခရမ်းတွေကိုပြည်လဲရရှိဖို့ DGPA ခေါင်းဆောင်တအုပ်ဖြစ်တဲ့စောစန်းအောင်ကနေမီကန် KNL တာဝန်ရှိသူတွေနဲ့လာရောက်တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့အဆိုပါသတင်းရင်းမြစ်ကပြောပါရယ်။မင်းလက်ပံရွာကကြာဖြန့်ဆိုင်ဝင်ရောက်စီးနှင်းခံရပြီးတပ်ဖွဲ့ဝင်တွေဖန်စီထိမ့်သိမ်းခံရတာနဲ့ပတ်သက်လို့ DGPA ပြောရေးဆိုခွင့်ရှိသူဘုံမူးချုပ်စောစိန်ဝင်ကိုဒီကနေ့နိုဝင်ဘာ23ရက်နေ့ညပိုင်းမှာသတင်းဌာနကဆက်သွယ်မေးမြန်းခဲ့ပေမယ့်ဖုံးလက်ခံပြေဆိုခြင်းမရှိပါဘူး။ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DGPA တပ်ဖွဲ့ဟာတနိုင်ငံလုံးဖြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ရေးထိုးထားတဲ့ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီးစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံကူညီပေးသွားမယ်လို့သဘောထားထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးမြန်မာဘက်ကလက်နက်ကြီးကြီးကြလို့ထိုင်းကသတိပေးဖြစ်ခတ်မှုနဲ့တုံ့ပြန်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာနေဆက်မှာတိုက်ပွဲဖြစ်ပြီးလမ်းချော်လာတဲ့လက်နက်ကြီးကြီးတစ်ခုထိုင်းနိုင်ငံပိုင်နက်ထဲကျရောက်ခဲ့တာကြောင့်ထိုင်းစစ်တပ်ကတတိပေးပစ်ခတ်ပြီးတုံ့ပြန်ခဲ့တယ်လို့ထိုင်းသတင်းဌာနသတင်းရှင်ကဖော်ပြပါရယ်။နိုဝင်ဘာ22ရက်နေ့ကစလို့မြန်မာပဲချမ်းမှာအာနာသိန်းစစ်တပ်နဲ့တိုင်းသာလက်နက်ကင်အားစုတွေကြောင့်တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီးထိုင်းဘက်ကလက်နက်ကြီးကြီးကျရောက်လာခဲ့တယ်လို့ဆိုပါရယ်။ဒါကြောင့်လဲထိုင်းနေကြသောစစ်တပ်ဟောင်းနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်နက်ကိုကောက်ွယ်ဖို့သမတ်စည်းညင်စည်းကမ်းတွေနဲ့အညီတတိပေးပစ်ခတ်မှုတွေနဲ့တုံ့ပြန်ခဲ့တယ်လို့ဆိုပါရယ်။ ထိုင်းနိုင်ငံပိုင်နဲ့ထဲလမ်းကြောင်းမှာဝင်ရောက်လာတဲ့လက်နက်ကြီးကြီးကြောင်းအယက်သားပြည်သူတွေထိခိုက်တာမျိုးတော့မရှိခဲ့ဘူးလို့ဆိုပါတယ်။နိုဝင်ဘာ22ရက်နေ့မှာထိုင်းနယ်ခြားဆောင်တပ်တွေပြေးပို့တဲ့နေဆက်တပ်ဖက်ချမ်းတိုက်ပွဲတွေအကြောင်းအစီရင်ခံစာကိုလက်ခံရရှိခဲ့တယ်လို့ထိုင်းစစ်ရေးကုကဲမှုဗဟိုဌာနကပြောပါတယ်။တက်ပြည်နယ်နဲ့ထိဆက်ရကရင်ပြည်နယ်မြဝတီခရိုင်ထဲမှာတိုက်ပွဲတွေဖြစ်ပွားနေကြတာလို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ကြာရောက်ခဲ့တဲ့လက်နက်ကြီးကြီးဟာမေဆောက်ခရိုင်မဟာဝံခရိုင်ခွဲတွေက ဗမ်းမဲခွန်ကန်ကြီးဘွားအုပ်စုရဲ့အမလီကြီးဘွားတွေကစိုက်ခင်းတစ်ခုကိုထိမှန်ခဲ့ပါတယ်။လက်နဲ့ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်အနီးမှာရှိတဲ့အိမ်နဲ့ကားတစည်းကိုအစားအနာတွေထိမှန်ပြီးအနေငယ်အပြက်စီးတွေဖြစ်ပေါ်ခဲ့ပါတယ်။မနေ့၁၇နာရီပွင့်ကျင်းမှာလက်နဲ့ကြီးကြီးကြားရောက်ခဲ့တဲ့နောင်ငါမိနဲ့အကြမှာထိုင်းနေချောင်းဆောင်တက်ကလည်းစနစ်မမမော်တာကြီးတစ်တောက်နဲ့သတိပေးတုံ့ပြန်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမော်တာကြီးဟာမြမပတ်ချန်းကစစ်ဖြစ်နေတဲ့နှစ်ပတ်ကြာကလူသူကင်းရှင်းရာဧရိယာကိုတိုက်ရိုက်ချိန်မဲ့ပြတ်ခတ်ခဲ့တာလို့ဆိုပါရယ် လက်တလုံးမှာတော့နေဆက်လုံးကျုံကြီးနဲ့ပတ်သက်လို့အာနာပိုင်တွေက24နာရီအချိန်ညချင်းမပြတ်စောင့်ကြည့်နေတယ်လို့လည်ထိုင်းနေကြဆောင်တက်ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာ22ရက်မနေ့ကစပြီးမြောက်ဝတီမြို့နယ်မြောက်ဝတီဘောလေးလမ်းမပေါ်ကြီးရှိအင်ဂျင်ဆိုင်ကျေးရွာကနေမင်းလက်ပန်ကျေးရွာဘက်ကိုစစ်ကြောင်းပြန်ထူလာတဲ့စစ်တပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တပ်မဟာ6ဦးဆောင်တဲ့ဒေါ်လန်ရေးပူပေါင်းတပ်တို့အကြောင်းမင်းလက်ပန်ရွာထဲမှာတိုက်ပွဲဖြစ်ပွားခဲ့တာလို့ဒေသခံစစ်ရေးတရေရင်းမြစ်တချို့ကသတင်းဌာနကိုပြောပါတယ် နရက်တာတိုက်ပွဲအတွင်းစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်မင်းလက်ပံကြီးရွာကတရုတ်ကြားဖြန့်ဆိုင်တဲကိုလက်နက်ကြီးတွေကြားရောက်ပောက်ကွဲခဲ့တယ်လို့ခရင်တရင်ရင်းမြစ်ကပြောပါတယ်။အဲ့ဒီပောက်ကွဲမှုမှာ၃ဦးထိခိုက်မှုရှိတယ်လို့သိရပြီးအသေးစိတ်မသိရသေးပါဘူး။မင်းလက်ပံရွာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကအထိနာနေတယ်လို့လည်းခရင်တရင်ရင်းမြစ်ကပြောပါတယ်။မင်းလက်ပံတိုက်ပွဲကြောင့်ဒေသခံရွာသူရွာသားတွေဘေးလွတ်ရာနေရာစီဖျက်ပြေးတိမ်းရှောင်နေကြရပြီး ဆောင်တွင်ကာလာရောက်ရှိလာပြီးဖြစ်တာကြောင့်စေဘေးရှောင်တွေအတွက်အနှွေးတွေနဲ့စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့လည်းစေဘေးရှောင်အရေးကူညီပေးနေသူတွေကပြောပါရယ်စေဘေးရှောင်တွေဟာနေဆက်ကိုဖြတ်ကျော်ပြီးထိုင်းနိုင်ငံဘက်ကိုလည်းထွက်ပြေးခဲ့ကြပါရယ်ဆက်လက်ပြီးပါရမော်တာပြတ်ကျတဲ့နေရာအနီးတိုက်ပွဲဖြစ်လို့စစ်တပ်အထင်အားပြန်ဆုံစစ်သားတဲ့တော်ဦးအလေးဝင်နေဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ်မကွေတိုင်းပေါင်းနဲ့မြိုင်မြို့နယ်အဆက်ပါရမော်တာပြတ်ကျခဲ့တဲ့နေရာအနီးဒီကနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်တပ်စစ်ကြောင်းထိတ်ဆုံးထိခိုက်သူတွေရှိတာကြောင့် နောက်ပြန်ဆုတ်ခဲ့တယ်လို့ပေါ်တာဆွဲထားတဲ့တပ်သားအစ်တုံးဦးလည်းလက်နက်နဲ့အလင်းဝင်လာကြောင်းညံမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖကဖကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာ22ရက်မှာစစ်တပ်ရဲ့ပခုတ်ကူအခြေစိုက်တပ်မတ100ကနေပေါင်မျိုးနယ်ကိုပါရာမော်တာနှက်စီးနဲ့ပုံကျဲပြီးအပြန်ပေါက်ပကဖတိုက်ရင်မှုဦးဆောင်တဲ့ဂျာဘလူးစစ်ကြောင်းကညံပကဖ MGY PDF တို့ဖူးပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ပိုင်းလော့အုပ်ထုပ်ကိုတွေ့တဲ့ဒါပေမဲ့စစ်ကောင်စီစစ်ကြောင်းနဲ့အနီးကပ်လွန်လာကြောင်းတိတဲ့ရှင်နဲ့မသိရသေးဘူးလို့ ပောက်ပကဖစစ်ဖက်ရေးရသတင်းထောက်လှမ်းရေးတာဝန်ခံကိုစင်မုံကသတင်းဌာနကို ပြောပါရယ်ဒီကနေ့နေ့လယ်မှာတော့ပေါင်နေနဲ့မြိုင်နယ်ထိဆက်နေမြေဖြစ်သောနတန်းတဲကြီးကန်တစ်ကပါဖြူကြောက်ခွက်ကြီးရွာများအနီးမှာစစ်တပ်နဲ့တော်လှန်ရေးအဖွဲ့တွေကအနီးကပ်ထိတွေ့တိုက်ပွဲမိနစ်20ခန့်ဖြစ်ပွားခဲ့ကြောင်းမြိုင်ပကဖကအတည်ပြုပါရယ်မနေ့ကပါရာမော်တာပြတ်ကျတဲ့နေရာကိုကဘာဖြူကြီးပါမှတက်ဆွဲထားတဲ့အင်အားတရာကျော်စစ်ကြောင်းကဒီမနက်အစောကစလို့တဲကြီးရွာဝင်လာတယ်ပြီးတော့တိုက်ပွဲဖြစ်တာလို့မြိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တအူကပြောပါတယ် ိုက်ပွဲမှာစစ်သားမျက်မြင်လေးဦးလဲကျသလို10ဦးကျော်ထိခိုက်ဒဏ်ရာရပြီးတပ်နောက်ပြန်ခောက်သွားတယ်လို့ဖော်ပြပါတယ်။တပ်နောက်ဆုတ်သွားပြီးအခြားနေရာမှာစုဖွဲ့၍လက်နက်ကြီးတွေနဲ့အချက်ပေါင်းများစွာပစ်ခတ်နေတယ်လို့မြိုင်ပါကဖကအသိပေးပါတယ်။ဒါပြင်စစ်တပ်စစ်ကြောင်းဟာအော်ဟစ်ဆဲဆုပ်ငိုကြွေးနေတယ်လို့လည်းမြိုင်ပါကဖကဆိုပါတယ်။တိုက်ပွဲမှာစစ်တပ်အထိနာသွားတာကြောင့် Jet Fighter နဲ့ပေါက်မြိုင်ထိစပ်ကြေးရွာတွေကိုနိုဝင်ဘာ23ရက်မှာလေးကြောင်းတိုက်ခိုက်မှု၃ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ကြပြင်းဒီကနေ့နေ့လဲတနအိကွဲမှာတဲစီရွာနဲ့နှစ်သက်ရွာဝင်းကျင်ကဒေသခံအိုးအိမ်တွေကိုစစ်ကောင်စီကမီးရှို့တာတွေရှိတယ်လို့လည်း၎င်းကအသိပေးပါတယ်။ကြပြင်းတမ69လက်အောက်ခံတရင်ခလာရ438ခလာရ439တရင်ကဒီသူစစ်မှုရန်တသားသစ်တွေမြိုင်ပကဖထံအလင်းဝင်လာပါတယ်။မန္တလေးနဲ့ရှမ်းပြည်နယ်မှာပေါ်တာဆွဲခံရလို့တက်သေးဝင်ရောက်လာတဲ့တက်သားတန်စင်တက်သားတင်ထွန်တက်သားအောင်မိုးတို့ဟာ MA1 တနတ်သုံးလံကြီးပေါသုံးခုနဲ့ ကြီးတွေယူလာပြီးပေါင်းနဲ့မြိုင်ပကဖထံကိုဒီကနေ့မနက်မှာအလင်းဝင်လာတာလို့ဖော်ပြပါရယ်ဒီနေ့တိုက်ပွဲဖော်ဆောင်မှုမှာလည်း MGY PDF မြိုင်ပကဖပေါက်ပကဖ YDF နဲ့မြို့နယ်တီးတီးက LPDF တွေမဟာမိတ်တပ်တွေပူးပေါင်းပြီးအာနာသိန်းစစ်တပ်ကိုတိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ပါရယ်တိုက်ပွဲမှာအထင်အားခဲ့တဲ့စစ်သားတွေဟာပေါင်းမြို့နယ်ချိုင်းဆောင် ထန်းပေါက်ကုန်းဖလန်ကိုင်းတစ်တော်ကြီးကြောက်တိုင်ခင်ရန်စင်ရွာတွေကိုမှွေနောက်ကမိရှို့ဖြက်စီးပြီးပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့တပ်တွေဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ် မြိုင်မြို့ဆက်မှုနှစ်မှာထွက်လာတဲ့စစ်ကြောင်းနဲ့နေမီရှင်လင်းဖို့ဆိုပေမဲ့နေမီမရှင်လင်းနိုင်ပေပြည်သူပိုင်ပစ္စည်းတွေခိုးယူတာပြည်သူပိုင်ကြက်ဝက်နှွားတွေကိုမတရားတပ်ဖြတ်စားတောက်တာလုပ်ဆောင်ခဲ့ပြီးဖလန်ကိုင်းကြီးရွာမှာအခြေပြုလှုပ်ရှားနေတဲ့စစ်ကြောင်းတွေဖြစ်တယ်လို့ဖော်ပြပါတယ်။အဲဒီတပ်တွေဟာနိုဝင်ဘာ22ရက်မှာဖလန်ကိုင်းကြီးရွာမှာထွက်ခွာပြီးပေါင်မြို့နယ်ကဘာဖြူကြီးရွာကိုတိတ်တိတ်ဆိတ်ထွက်ခွာသွားလို့ဒေါ်လန်ရဲတပ်တွေကအဲဒီစစ်ကြောင်းကိုလိုက်လံရှာဖွေတိုက်ခိုက်နေတာပါ။အချိန်ပေါင်းများစွာတိုက်ပွဲဖြစ်ခဲ့ပြီးစစ်တပ်စစ်ကြောင်းတွေအထိနာနေတယ်လို့ မြိုင်ဘက်ကဘကထုတ်ပြန်ထားပါတယ်စစ်တပ်ကပေါင်းမြို့နယ်နေမြေအတွင်စစ်ကြောင်း၃ကြောင်းနဲ့ပြန်ခွဲထားတာပါကာခွေရေးပစ္စည်းစက်ရုံကပါစာ၂၄ကနေအင်အား၁၈၀ကျော်ပါတဲ့စစ်ကြောင်းကပေါင်းမြို့နယ်အနောက်ကျန်းနဲ့ကပါစာ၂၄ကအင်အား၂၀၀ကျော်စစ်ကြောင်းကလည်းပေါင်းမြောက်ပိုင်းမှာရှိနေပါတယ်ဒါပြင်မြိုင်မြို့နယ်အနောက်တောင်ဘက်ချမ်းကတမတော်အကြီးစားဆက်ယုံဆမ်မူနစ်ကအင်အား200ပါးတဲ့စစ်ကြောင်းကပေါင်မြို့နယ်ရဲ့အရှိမြောက်ဖက်ချမ်းကိုစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ 就买的呢点三無果蒂，马尾人阿坤表八阿龍咪雪蘭参与加八千。